နောက်တစ်ခုတပြီးတော့ AI နဲ့လှုပ်ထားတယ်။ဘုရားလောင်းတောထွက်ခံညင်စီထက်သွားတာရုပ်အရှင်ပေါ့။နော်။ဘာလို့မှာတော့ဟိုလူထကားတော့ဒီလူထကားတယ်ညတိတော်မှာတွေ့တယ်မလား။လှုပ်ပါ။အဲ့ဒါကိုတပြီးတော့ဘာသာရေးမှာဘလို့အသုံးချလို့ရတယ်လှုပ်ပါ။တီထွင်မှာအရှင်ပြောမတီထွင်နဲ့မနေနဲ့လူတွေဘလို့လှုပ်နေတယ်အဲ့ဒါဆိုငါတို့ကဘာသာရေးဘက်မှာဒါတွေဘလို့အသုံးချလို့ရစိတ်ဝင်စားလာဘလို့လှုပ်ဟော။ဒါတပြီးတော့အမြဲတမ်းနိုးနေသေးတယ်ရှင်များတို့လေ။ဟုတ်လား။ နို့နေသေးကြတာအဲ့ဒါကြောင့်လောကလည်းမပြင်းစေနဲ့ဓမ္မလည်းမယွင်းစေနဲ့လောကကိုသိလိုင်လွန်းပြီးတော့လူစကားတွေကြီးရဲ့သိသုံးလွန်းတော့လေဘုန်းကြီးစကားမပါတော့ဖျားစကားမကျန်တော့အလကားပဲအဲ့ဒါဆိုအလကားတရားဘာတရားမှမဟုတ်နော်တရားဆိုတာဖျားတရားပဲဖျားအဲ့ဒါကိုလူတွေနားလဲအောင်လူစကားနဲ့တပြောတော့ modify လုပ်ပြန်နော်အဲ့ဒါ modify လို့ဆိုတာသူတို့နဲ့နားလဲနိုင်တဲ့စကားလုံးတွေတပြောတော့သုံးပြီးတော့ပြန်ပြော ဲ့ကြောင့်တို့ခစ်ကိုမျက်ခြေပြက်သွားလို့မရဘူးဘုံကြီးတွေမျက်ခြေပြက်သွားတာနဲ့အင်္ဂလိပ်ကဆွဲခွာသွားတယ်။နောက်တရေမမှန်တဲ့အစိုးရတွေတက်လာတဲ့အခါဘာလုပ်လိုက်လဲ။အပြီးဆွဲဖြဲလိုက်တယ်။ဒီလိုဘုံကြီးတွေလူတွေကဘာအထင်ကြီးသေးလို့တော့။တရေခစ်တရားခစ်တိုင်းပြည်တည်ဆောက်ခဲ့တယ်။ပုဂံခစ်တိုင်းပြည်တည်ဆောက်ခဲ့တယ်။စိုက်ပျိုးရေးနိုင်ငံကြီးတည်ထောင်ခဲ့တယ်။နိုင်ငံတော်တည်ရင်ဝဲပြပြအောင်အေးချမ်းသာရအောင်ဖွံ့ဖြိုးတိုးတက်အောင်ဘာသာသာနာဗတ်စုံဖွံ့ဖြိုးတိုးတက်အောင်ကိုယ်ကွယ်မှုတွေမှန်ကန်အောင်လုပ်ခဲ့တယ်။အဲ့ဒီခစ်က ပညာသင်တာဘုံကြီးတွေပဲဒါကြောင့်ကျေးဇူးရှင်မဟာကဏ္ဍဆရာတော်ဘုရားကြီးကဆရာဆိုတဲ့သကလုံးသုံးလုံးကိုသူသုံးသပ်ပြတယ်ဆရာတော်ဆရာတော်မြန်မာတွေကဗကံတရားခိတ္တရာဗကံခိအဆက်ဆက်နေရဆရာတော်ဘုံကြီးတွေကပညာသင်ပေးခဲ့တာဒါကြောင့်ဆရာတော်ဆရာတော်ဆရာတော်ဟောကိုလိုနီခိနောက်ပိုင်းကျတော့တော်တွေကမတော်တော့ဖြုတ်ခံလိုက်ရတယ်ဆရာဆိုလူတွေသာထိုးသွားတယ်ဆရာတော်ပြန်ဖြစ်အောင်လို့ ရှင်မြတ်တို့ဆရာတော်ပြန်ဖြစ်အောင်လို့ဘုန်းကြီးအဲ့ဆရာနဲ့တင်ဒီပြတော်တို့ကအဲ့လူတွေတင်းတိမ်သွားရင်ဒီလိုစီရောက်မလားအောင်ဒီပြတော်တို့ရှင်မြတ်သူတို့ကဘာကြောင့်ရှ िख ိုးကြတာကုသိုလ်ရမယ်ထင်လို့ရှ िख ိုးတာသူတို့အတွက်ရှ िख ိုးတာဒီပြတော်ကြီးညိုလို့မဟုတ်ဘူးဟမ်မလိုလဲလို့လဲရှ िख ိုးတာမလိုလဲလို့လဲလှူတာသူတို့ပြန်ရအောင်လို့သူတို့ပြန်ရအောင်လို့မလိုလဲလို့လဲလှူတာတပည့်တော်တို့ကြီးညိုခံတိုင်းလောက်အောင်ကိုဒီလိုမျိုးတန်းပြန်ရအောင်အဲ့လိုမရဘူးဆိုရင်တော့ရှင်မြတ်တို့အခုဆရာတော်ကနေနော် ပြုတ်သွားတာနော်ဆရာဆိုပြီးဖြစ်သွားတာနော်ဘာကံလို့ဆရာတော်ဘုရားကြီးဟောတာရှိတဲ့အနာကသနာရေးလို့ဘာလို့မှလည်းဖတ်ကြည့်တရားလဲနာကြည့်လို့ရတယ်အဲဆရာဆိုတဲ့အသုံးတော်တွေတိတ်တန်နဲ့ဟိတန်အာသရေတိတိအာသရိယောဟိတန်ဆိုတာရှင်မြတ်လောကုတ္တရာကြီးတဲ့ရိုးတော်တင်းတိမ်နေလို့မရလောကုတ္တရာတွေရိုးတော်ရုပ်တရက်မလွယ်ဘူးလွယ်ပါမလားအဲတော့ဟိတန်ဆိုတော့လောကီလောကုတ်အားလုံးမပါဘူးလေဗျာအဲ့ဒီဟာကိုအကျိုးစီးပွားကိုဆောင်းနိုင်မှဆရာတော်ဖြစ်မယ်ဗျာဆရာတော်ဖြစ်မှဒီရိုးတော်ကိုယ့်နေရာကိုနေခွင့်ရမယ်ဗျာ ။ဒါကြောင့်တို့ခေဆက်ဆက်ပကံအင်းဝပင်းရသကိုင်းဘယ်ခေခဲ့ပဲပြောပြောဒီခေတ္တကိကသဘုံကြီးတွေကဥဆောင်နေတာပညာရေးမှာအခုဒီပြတို့ဘုံကြီးတွေဟာလူတွေရဲ့ကိုယ်ခွက်ခံထိုက်တဲ့နေရာရိုးရိုးကြီးကြီးအားကိုးပြီးတော့ကိုယ်ခွက်ခံထိုက်တဲ့နေရာမှာတော်နေသွားပြီအတော်နေသွားပြီဒါကြောင့်ဒီပြတို့အမြဲတမ်းပြောတဲ့စကားတစ်ခုရှိတယ်ပေးเสียရှိမှနေရာရှိပြောကြည့်ပါအောင်ဗျာပါရတော့ရှင်ပြတော့ပေးเสียရှိအာ တပည့်တော်တို့ကလူတွေကိုရွှေတွေငွေတွေပေးလို့ရမရဘူးကိုတောင်သူများစီကအလူခံပြီးသားရတာဟုတ်တယ်မလားသူများပေးမှသားရတာလေအဲတပည့်တော်တို့ပေးတယ်ပါပညာပေးရမယ်အသည့်ပေးရမယ်အသည့်အလိမ္မာဉာဏ်ပညာဝိဇ္ဇာအမောဟအဲ့ဒါပညာပဲနာမည်တစ်ခုတည်းပဲအသည့်တို့အလိမ္မာတို့ဉာဏ်တို့ပညာတို့ဝိဇ္ဇာတို့အမောဟတို့ လောကုတ္တရာနယ်ပယ်စက်ခုံဥဒါပါရိညာဏဥဒါပါရိပညာဥဒါပါရိဝိဇာဥဒါပါရိအလောကဥဒါပါရိဒါလောကုတ္တရာနယ်ပယ်ညံဒီဘက်ကတော့အတိအလိမ္မာညံပညာဝိဒါအမောဟအမောဟစေတရိကိုပဲနာမည်မျိုးမျိုးပြောင်းလူတွေကိုအလင်းပေးရလူတွေကိုအတိတွေပေးရလူတွေကိုအလေးကျင့်ကောင်းတွေပေးရပညာပေးရပေးတရားမရှိရင်နေရာမရှိဘူးအဲ့ဒီညံမှာအခုရှင်များတို့တိုင်းပြည်ချင်းနေမကောင်းတော့အရင်မပြေးခဲ့ရဘူးလေဒီတည်းမှာပြေးခဲ့တဲ့ဘုန်းကြီးတွေတော့ပါ